ရက်ဆောင်မြို့နယ်၌မွေးကင်းစားမှအသက်တစ်နှစ်ခွဲအထိကလေးများပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကြွေးခြင်းများဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြနယ်တောင်ပိုင်းရက်ဆောင်မြို့နယ်၌မွေးကင်းစားမှအသက်တစ်နှစ်ခွဲအထိကလေးများပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကြွေးခြင်းကိုယနေ့နေ့9နာရီကမြို့နယ်မိခင်င်းကလေးဆောင်လျှောက်ရေးအသင်း၌ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်။အဆိုပါပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကြွေးခြင်းဆောင်ရွက်ရာတွင် မွေးကင်းစားမှအသက်တစ်နှစ်ခွဲအထိကလေးများ BCG ပိုလီယိုကာကွယ်ဆေးစုံစုကြက်ညာမေးခိုင်အသေးအောင်သက်ဝါပြီးအုံနောက်အမေးရောင်၅မျိုးဆက်ကာကွယ်ဆေးပြင်းထန်အဆုတ်ရောင် PCB ဝက်သက်ဂျိုက်တူစသည့်ကာကွယ်ဆေးများကိုလစဉ်လစမ်းပထမပတ်တွင်မြို့နယ်မိခင်နှင့်ကလေးဆောင်လျှောက်ရေးအသင်းမှဝန်ထမ်းများကဒုနန်တိုက်ကျွေးပြီးလျက်ရှိကြောင်းသိရှိရပါသည်ခမညာ